ဟာလို့မဲမင်္ဂလာပါလို့ဥစွာပရမနှုတ်ခွန်းဆက်တာလိုက်ပါရခင်ဗျာကျွန်တော်တို့ရဲ့ပြည်မမာပြင်းညော် channel ကနေပြန်လဲကြိုဆိုလိုက်ပါရအခုတခါတင်ဆက်ပေးမှာကတော့နှစ်ပေါင်း855ခုနှစ်မှာတခါကြုံတွေ့ရတဲ့မြန်မာတက္ကသိုလ်1389ခုနှစ်အတွင်းမှာချဲထီပေါက်ပြီးငွေစုလိုက်ငွေစုလိုက်ပုံလိုက်ဝင်ပြီးနေ့တန်၄ခုဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရခင်ဗျာရောသန်းကြီးကိုနားမစင်မီမှာ ကျွန်တော်တို့ရဲ့ဘီမမာဘီယောချန်နယ်လေးကို subscribe နဲ့ပြီးအားပေးသွားကြပါအောင်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဆက်လက်ကြည့်ရှုနားဆင်အားပေးသွားကြပါအောင်ခင်ဗျာ1989ခုနှစ်မှာကျွန်တော်နှစ်သက်မှာစိုးရင်ကြာကကျွန်တော်တို့ရေဘေးနဲ့ဝင်ရောကဘေးဖြစ်ပါတယ်ဒါလေးကတော့အန္တရာယ်ရှိပါတယ်1989ခုနှစ်အတွက်နှစ်သက်ဟော်စရန်လေးကို ကျွန်တော်ဟောပြောပေးသွားမှာဖြစ်တဲ့အတွက်ရှေ့မှာဆက်လက်ပြီးတော့ကြည့်လိုက်ကြအောင်ပါခင်ဗျာမင်္ဂလာပါခင်ဗျာခွန်ရသားမီးများအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကဗီရင်ချစ်ပြိတ္တများအတွက်1986ခုနှစ်ကနေ1989ခုနှစ်ကိုကူးပြောင်းလို့မယ့်နှစ်တစ်နှစ်အတွက်နှစ်တစ်ဟောစရံလေးကိုကျွန်တော်ဟောပြောပေးမှာဖြစ်ပါတ 1989ခုနှစ်မှာဘယ်ຢာတွေကောင်းမလဲဘယ်ຢာတွေကဆိုးမလဲဆိုတာကိုကျွန်တော်ပတ်စွမ်းတလောက်ကျွန်တော်ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ကတော့ကျွန်တော်တို့89ခုနှစ်ကတော့ဗုဒ္ဓသာသမီတွေကတော့အတာစားနေပြီပေါ့ဗျာဗုဒ္ဓကမရဏလဲမရဏဆိုတော့ဗုဒ္ဓသာသမီတွေကတော့ညံ့နေပြီဗျာ တော့အတာစားတယ်ဆိုတော့ကျွန်တော်တို့အတက်နေမှာကောင်းစင်မင်္ဂလာပြုလုပ်တာမျိုးအတော့အတက်နေမှာလူကြီးသူမကိုအလူတန်းပြုလုပ်တာမျိုးကျွန်တော်တို့ကြံကြူတဲ့အိုးမှာလည်းပဲဗုဒ္ဓနဲ့ပန်းလေးပေါ့နော်ဗုဒ္ဓသားသမီးတို့အတာအိုးလေးတိုးထားပေးတာမျိုးပြုလုပ်ပေးရပါတယ်အဲ့ဒီလိုပဲအတာစားတော့ဗုဒ္ဓသားသမီးရဲ့အတာစားတော့ဘာဖြစ်မလဲဗုဒ္ဓသားသမီးရဲ့အတာစားတော့ ူတစ်ပါးတည်းအလုပ်တွေပို့လို့ရတာပေါ့ဗျာပူပင်မန်းတာပေါ့အဲ့တော့ရှာရောက်ဖွေရလဲပို့ပြီးခက်ခဲတာပေါ့ကျမ်းမာရေးလဲချူကြတာပေါ့အဲ့တော့အတာစားတယ်ဆိုတော့ဒီတဘောပါပဲအဲ့တော့အသက်အသက်ရှည်သေးဖို့ကျမ်းမာရေးကောင်းစေဖို့အတွက်ကတော့ဗုဒ္ဓသားကြီးတွေဝါးကိုလမ်းခင်းပေးတာမျိုးညောင်ပေမှာဝလုံးထောက်ပေးတာမျိုးပြုလုပ်ပေးရပါမယ်အဲ့တော့ဗုဒ္ဓသားကြီးတွေကတော့ဟိုနှစ်တက်မှာကံအနှင်းငင်ညံ့ပါမယ်ပေါ့နော် ါပေမဲ့ तू ကဗိုလ်ထုနယ်ဖြစ်တဲ့ရေထွက်တို့အရက်တို့ဗိုလ်ထုနယ်နဲ့ပတ်သက်တဲ့အရာတွေကြတော့ तू ကအဲတွားပြီးတော့ကောင်းနေပြန်ဟောတဲ့အဲ့ဒါတော့ထူးခြားတာပေါ့နော်တကယ်တမ်းပြောရမယ်ဆိုရင်တော့ဒီဗိုလ်ထုနယ်နဲ့ပတ်သက်တဲ့စီးပွားရေးတွေဟာပျက်စီးမယ်လို့ယူဆရမှာတတ်မှတ်ရမှာဟောပြောရမှာပေါ့နော်ဒါပေမဲ့ဥပမာဆိုကြပါဆိုကျွန်တော်ပြောသလိုအဲ့လိုအရက်ရောင်းတဲ့သူတို့ဟိုဗိုလ်ထုနယ်ပေါ့နော်ရေရောင်းတဲ့သူတို့ရေတော့ပြည်စီရောင်းတဲ့သူတို့အကယ်၍ အကျိုးမြတ်ရှိလားမရှိလားတော့ကျွန်တော်တို့ရှင်းနေမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါကဗုဒ္ဓသားမီးတွေကညံ့လို့ကျွန်တော်ကပထမဦးဆုံးအနေနဲ့ပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓနဲ့ညံ့တယ်ပေါ့နော်ညံ့တယ်ဆိုပေမဲ့အယောင်းဝယ်မှာတော့သွားကောင်းနေပြန်တယ်တဲ့ဒါကျွန်တော်ယူဆတာပေါ့နော်ကျွန်တော်ယူဆတယ်လို့ကျွန်တော်ပြောကြည့်တာပေါ့အဲ့တော့ညောင်းဝယ်ဖောက်ကားတဲ့အခါမှာလည်းပဲကိုကိုကကိုတစ်ချက်လေးသတိထားပြီးတော့ကြည့်ကြည့်ပေါ့နော်နောက်တစ်ချက်ကညံ့လာကြတော့တန်နင်းကုန်နေနဲ့ညံ့ပါတယ်တန်နင်းကုန်နေနဲ့ အိမ်ဆောက်ပြည်ကြီးအိုးအိမ်အဆောက်ဦးအုပ်စုအဖွဲ့ကြီးစတဲ့အရာတွေကညံ့တယ်ဘလို့ညံ့လဲဆိုတော့မတည်ငြိမ်ခြင်းနဲ့ညံ့တယ်ပေါ့နော်ဥပမာမိသားစုအုပ်စုမှာလည်းမတည်ငြိမ်ဘူးပေါ့ဒီသဘောတည်ယူဆရပါမယ်အုပ်စုချင်းချင်းဟိုစိတ်ဆက်လို့မရညှိနှိုင်းလို့မရတဲ့အခြေအနေလေးတွေကြုံတွေ့ရတတ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲဒီလိုပဲတနင်္ဂနွေသားသမီးတွေကဒီနေ့ပိုင်းမှာအွှေ့အပြောင်းတွေများနေတတ်တာပေါ့နော် တနင်္ဂနွေသားသမီးတွေဆိုရင်အပြောင်းလဲတွေများနေမယ်မတည်ငြိမ်မှုတွေများနေမယ်တနင်္ဂနွေသားသမီးတွေအလုတ်ကင်နေရလဲပဲထိုနည်း၎င်းလို့တတ်မှတ်ရမှာပေါ့ဒါတနင်္ဂနွေနဲ့ပတ်သက်တာပေါ့နောက်တစ်ခုကတနင်္ဂနွေသားသမီးတွေကသူကအပြောင်းလဲလုံရတဲ့လုပ်ငန်းမျိုးတွေဆိုရင်အဲ့ဒီနှစ်သက်မှာကောင်းတယ်လို့ယူဆရမှာပေါ့ဥပမာတနင်္ဂနွေသားသမီးတွေကခရီးသွားပြီးလုပ်ကင်ရတဲ့လုပ်ငန်းမျိုးတွေလွတ်လွတ်လပ်လပ်လုပ်ကင်နေရတဲ့လုပ်ငန်းမျိုးတွေတည်တည်ငြိမ်ငြိမ် တည်တည်ငြိမ်ငြိမ်မဟုတ်တဲ့လုပ်ငန်းမျိုးတွေနဲ့ပို့ပြီးတော့အကျိုးပေးနေတာပို့ပြီးတော့ဖြစ်ထွန်းနေတာပေါ့နော်ဒီလိုယူဆရမှာပေါ့နောက်တစ်ခုကတနင်္ဂနွေနေ့နဲ့ပတ်သက်တဲ့ O A အဆောက်ဥဥအုပ်အဲအချုပ်ဆိုင်စတဲ့အလုပ်တွေကြတော့နှစ်သစ်မှာအကျိုးအမြတ်နည်းမယ်လို့ယူဆရမှာပေါ့နော်အဲ့ဒီလိုနားလည်ရမှာပေါ့ပြီးတော့ကျွန်တော်တို့တနင်္လာနံဖြစ်ပါတယ်တနင်္လာနံနဲ့ပတ်သက်လို့ငွေချန်ကကြက်ကြောက် စတဲ့အလုပ်တွေကအကျိုးဖြစ်တော့မို့အားနည်းပါလားမကောင်းဘူးပေါ့ဗျာအဲ့တော့တနေ့လာသားသမီးတွေလည်းမကောင်းလို့ယူဆရမှာပေါ့အဲ့ဒီလိုနှစ်မျိုးမှာတနေ့လာသားသမီးတွေကပေါ်ပေါ်လွင်လွင်နေလို့မရအောင်ထင်းထင်းပေါ်ပေါ်နေလို့မရအောင်ထင်းထင်းရှားရှားနေလို့မရအောင်လှုပ်ဝှက်ရမယ်တူသိပ်ရမယ်တနေ့လာတနေ့လာသားသမီးတွေပေါ့နော်ပြီးတော့ကျွန်တော်တို့တနေ့လာနံဖြစ်တဲ့ငွေချင်းလုပ်ငန်းကားလုပ်ငန်းချက်လုပ်ငန်းကြောက်လုပ်ငန်းစတဲ့လုပ်ငန်းတွေမှာလည်းပဲအင်းနဲ့အားနဲ့ငွေချင်းရင်းနှီးမြှုပ်နှံတာမျိုး မလုံသင်ဘူးလို့ကျွန်တော်ကယူဆတယ်ပေါ့နော်ဒီလိုပဲအတိတ်ပဲရပါတယ်အဲ့တော့စနေသားသမီးတွေစနေနေတော့ထင်ပေါ်မယ်ထင်ရှားမယ်နိုင်ငံအဖြစ်လဲနိုင်ငံခြားခရီးတွေနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေနိုင်ငံခြားယင်းနှိမ့်နယ်မှုတွေရရှိလာမယ်ဝင်လာမယ်လို့လည်းယူဆပါတယ်အဲ့တော့ဒီဘက်နဲ့နိုင်အထယ်လိုက်စတဲ့လုပ်ငန်းတွေလည်းအဆင်ပြေမယ်အောင်မြင်မယ်လို့ဆရာယူဆပါတယ်ဒီလုပ်ငန်းလုပ်နေတဲ့လူတွေကအကျိုးမြတ်ဖြစ်ထွန်းမယ်လို့ အဲကျွန်တော်ယူဆပါတယ်အပြီးတော့ဓာတ်ငွေပေါ့နော် twin track pc ပေါ့ဒါမျိုးလေးတွေကစီးပွားဖြစ်လာမယ်လို့ယူဆပါတယ်နိုင်ငံခြားသွားတဲ့အလုပ်တွေနိုင်ငံခြားအနေနဲ့ကုန်စည်စီးဆင်းတဲ့အလုပ်တွေအစတဲ့နိုင်ငံခြားနဲ့သက်ဆိုင်တဲ့အလုပ်တွေအားလည်းပဲအကျိုးမျိုးဖြစ်ထွန်းလာနိုင်မယ်လို့ဟောလို့ရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများအင်္ဂါသားသမီးကတော့ဒီနေ့ကတော့ကြီးပွားမယ်တိုးတက်မယ်အောင်မြင်မယ်ချမ်းသာမယ်ဆိုတဲ့နှစ်တနှစ်ကိုရောက်ရှိသွားတဲ့နှစ်တနှစ်ဖြစ်ပါတယ်။အင်္ဂါသားသမီးတွေကအလူတန်းနဲ့လောက်ရမယ်နှစ်တနှစ်ကိုရောက်ရှိသွားတဲ့ လို့ယူဆရပါမယ်။နောက်တစ်ခုကအင်္ဂါသားသမီးတွေကအစစအရာရာမှာလုံခြုံရမယ်စိတ်ချရမယ်လို့ယူဆရတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။အဲ့တော့တောက်ကြသားသမီးများတော့ကအဲ့တော့အင်္ဂါသားသမီးတွေဆိုတော့ခုနကအင်္ဂါနန်နေစံစီစေးစားဆက်စတဲ့လုပ်ငန်းတွေမှာယင်းနှညုံနယ်လို့လည်းရပါတယ်အင်္ဂါနန်နဲ့ပတ်သက်လို့နော်။ကျွန်တော်ကလက်တန်းပြောနေတာဖြစ်တဲ့အတွက်တော့ဟိုနည်းနည်းလေးတော့အားနည်းချက်လေးချွင်းချက်လေးရှိပါလိမ့်မယ်။ကျွန်တော်ကလူလေးပြောတာသဘောကျလို့ပါနော်။စာဖတ်ပြီးပြောတာကျွန်တော်သဘောမကျလို့ပါနော်။ အဲ့တော့အင်္ဂါနဲ့ဆန်စီစေးစားဆက်ပစ္စည်းတွေအကျိုးပေးမယ်။ဥပမာဆိုကြပါဆိုဆေးရုံသုံးပစ္စည်းတွေယင်းနှီးမြုံနံမယ်၊ဆေးဝါးပစ္စည်းတွေယင်းနှီးမြုံနံမယ်ဆိုရင်ရပါတယ်။ဆက်ပစ္စည်းနဲ့ပတ်သက်လို့ယင်းနှီးမြုံနံမယ်ဆိုရင်ရပါတယ်။ဆန်နေစီတွေမှာယင်းနှီးမြုံနံမယ်ဆိုရင်ဖြစ်ထုံးမယ်အောင်မြင်မယ်လို့ကျွန်တော်ယူဆပါတယ်နော်။အဲ့တော့တောက်ကြံနဲ့တောက်ကြံတောက်ကြံနဲ့ပတ်သက်လို့ကတော့ခရီးသွားလုပ်ငန်းတစ်တန်တော့တစ်သီးပေါ့နော်။အသားငါရောင်းဝယ်ရေးတွေမှာ အကျိုးအမြတ်တွေရရှိမယ်ကြီးပွားနိုင်တယ်အောင်မြင်နိုင်တယ်လို့ယူဆပါတယ်ပြီးတော့ကျွန်တော်တို့ဟိုတယ်လုပ်ငန်းခရီးသွားလုပ်ငန်းမှာရင်းနှီးမြှုပ်နှံတာမျိုးလည်းအဆင်ပြေလာလိမ့်မယ်အောင်မြင်လာလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဟောနိုင်ငံအဖြစ်ဆိုရင်တော့ကျွန်တော်တို့တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင်တော့ခရီးသွားလုပ်ငန်းတွေကောင်းပါလေခရီးသွားလုပ်ငန်းဘယ်လိုမျိုးကောင်းလာမလဲတော့ကျွန်တော်တို့စင်မြင့်တက်မှာစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲနောက်တစ်ခုကကြတော့ တယောက်နဲ့တယောက်ပေါ့နော်စကားပြောဆိုပြီးလောက်ကန်ရတဲ့လုပ်ငန်းမျိုးတွေစကားပြောရတဲ့လုပ်ငန်းမျိုးတွေလည်းအဆင်ပြေနိုင်တယ်အောင်မြင်နိုင်တယ်ပေါ့နော်စကားပြောရတာဘေးတင်ဆရာကြီးရှိမယ်ဗျာရှိနေတယ်ရှိမယ်အတန်တပန်အေးရာတွေအဆင်ပြေနိုင်တယ်အောင်မြင်နိုင်တယ်လို့ယူဆရတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ပြီးတော့ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းကြာသပတေးသားသမီးတွေဒီနေ့ကတော့ထင်ပေါ်ပြီးထင်ရှားပြီးဒီနှစ်တည်းမှာကြာသပတေးသားသမီးတွေပြောစကားဆိုစကားတွေအောင်ပြီးလောကကံရတဲ့အလုပ်တွေလည်းအဆင်ပြေပြီးအောင်မြင်ပြီးလို့ ယူဆရမယ့်နှစ်တနည်းဖြစ်ပါတယ်။ကြာတာပရိတွေကတော့အဓိပတိဖြစ်သွားပြီပေါ့နော်။အဲဒီလိုပါပဲပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာလည်းပဲယင်းနှီးမြှုပ်နှံလို့ရတယ်။မြေပဲပြောင်းတဲ့မြေယာဖျောက်ဖုံးပိုက်ပလတ်စတစ်ပရိဘောကအာမြေမြေတွေဈေးကောင်းလာပဲပေါ့နော်။မြေတွေရောင်းဝယ်တွေဖြစ်လာမယ်။အဲတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလရဲ့ရိုက်ခတ်မှုတွေရာလဲမြေတွေကတော့ဈေးတက်လာမှာပေါ့။အော်နှစ်တည့်ရဲ့ကာလပိုင်းခြားမှာလည်းပဲမြေတွေကကျွန်တော်တို့အဓိပတိဖြစ်သွားပြီဆိုတော့ မြေတွေမှာယင်းနှိမ့်မြုံနှံထားတဲ့သူကြီးအမျက်အစွန်းရမယ်မြေတွေမှာယင်းနှိမ့်မြုံနှံရင်လည်းအယောင်းဝယ်အဆင်ပြေမယ်အောင်မြင်မယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့အကြမ်းမြင့်လေနှစ်တည့်အတွက်ဟောပြောပေးခြင်းဖြစ်ပါတယ်အဲ့တော့နှစ်တည့်မှာအကောင်းဆုံးကတော့ဂျာတာပရိပေါ့ဒုတိယကောင်းတာကတော့ကျွန်တော်တို့စနေဖြစ်ပါတယ်တတိယကောင်းတာကတော့ကျွန်တော်တောက်ကြာကိုကြိုက်ပါတယ် အဲစရုဒ္ဓကောင်းတာကတော့ကျွန်တော်တို့အင်္ကာဖြစ်ပါတယ်အဲ့တော့မကောင်းတာကတော့ဘုံဓုသာသမီတွေတနင်္ဂနွေသာသမီတွေတနင်္လာသာသမီတွေဖြစ်ပါတယ်အဲ့တော့မကောင်းဆိုတော့ကြောက်စရာတော့မရှိဘူးဘာသာရေးကိုဖိပြီးတော့လုပ်ပေးပါအဲ့တော့အကယ်၍ပေါ့ခုနကျွန်တော်ပြောသလို စနေနံကောင်းတယ်ဆိုရင်စနေနံကိုတိုးချဲ့ပြီးတော့ပို့ပြီးတော့လုပ်ပေးပါအားဆိုင်ပြီးတော့လုပ်ပေးပါ အဲ့တော့အင်္ဂါနံကောင်းတယ်ဆိုရင်လည်းအင်္ဂါနံအင်္ဂါနံလုံးနေကြလို့ဆိုရင်တော့အင်္ဂါနံကိုပြန်ပြီးတော့အားဆိုင်ပြီးလုပ်ပြီးပါတောက်ကြံနံကောင်းတယ်ဆိုရင်တော့တောက်ကြံနံအားဆိုင်ပြီးတော့လုပ်ပြီးပါဇာတဝိနံကောင်းတာဖြစ်တဲ့အတွက်ဇာတဝိနံကိုလည်းအားဆိုင်ပြီးတော့လုပ်ပြီးပါ အပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာလည်းပဲအများကြီးရင်းနှီးမြှုပ်နှံလို့ရပါတယ်။အားလုံးပဲနေပါပါခင်ဗျာ။ကျွန်တော်တို့ရဲ့ဒီမြန်မာပြည်ညော် channel ကလည်းပြန်လည်ထူထောင်လိုက်ပါမယ်။ကျွန်တော်တို့ရဲ့ဒီမြန်မာပြည်ညော် channel ကလည်းပေရင်ဟောဆရာများကိုရဲ့ဦးစားပေးတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါလိမ့်ခင်ဗျာ။ကျွန်တော်တို့ရဲ့ဒီမြန်မာ channel ကို subscribe မနေရသေးဘူးဆိုရင်ဒါမှမဟုတ်ကနောက်နေ့မြတ်ဟောဆရာများကိုအမြဲတမ်းဆင်နိုင်ရအတွက်လည်းဒေတာကကောင်းကောင်းလေးကို တောင်းလဲမီအောင်ချက်တော့ပြီးလို့ပြောရပါမယ်။ကျွန်တော်တို့ရဲ့ပြည်တော်ကဒီနေ့တော့ကျွန်တော်တို့ရဲ့ဆရာကြီးစံသာဒီကိုရဲ့ဘေးဟောဆရာများဆရာကြီးဆိုင်းတဲ့ဇော်ရဲ့ဘေးဟောဆရာများဆရာလေးဆရာငယ်ရဲ့ဘေးဟောဆရာများဆရာကြီးချော်စင်ဟင်းရဲ့ဘေးဟောဆရာများဆရာစင်ဟောရဲ့ဘေးဟောဆရာများဟောဆရာများဆရာဟိမဝနာရဲ့ဘောဇံများအစာကြီးတော်ဘိနေဆရာကြီးများရဲ့ဘောဇံများဆရာမချောစုစုတာဆရာမထားရတဲ့အစာကြီးတော်ဘိနေဆရာမများရဲ့ဘောဇံများဘုရား နေ့စဉ်နေ့စဉ်အပတ်စဉ်အပတ်စဉ်နောက်ရင်နောက်ရင်တိုင်းသင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာအားကြောင့်ကျွန်တော်တို့ရဲ့ဒီမှာဒီဟိတ်ချော် channel လေးကိုစပင်းနေပြီးအပြည့်တော်ခဲ့ကြပါလို့လေးစားစွာပန်ကြားလိုက်ကြပါတင်ကြလိုက်ပါခင်ဗျာကျေးဇူးပြုကြတော့ပဲလိုက်ရန် share လေးများလည်းလုပ်ပေးခဲ့ကြပါလို့တောင်းဆိုလိုက်ပါခင်ဗျာအားလုံးပဲဒီဆက်လက်ပြီးတော့ဗီဒီယိုဟောဆရာများကိုကြည့်ရှုနားဆင်ခံသွားခံစားပြီးသွားကြပါဦးခင်ဗျာ